်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်နှင့်မတရားဖန်ဆီးခံရသူအလုံးလွတ်ပေးဖို့ UK တောင်းဆိုရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခူလာသမကလုံခြုံရေးကောင်စီစုံဖြတ်ချက်2669နှစ်အညီသမရဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်းပင်ကံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါဝင်မတရားဖန်ဆီးထိမ့်သိမ်းခံထားရသူအလုံးကိုချက်ချင်းလွတ်ပေးရန် UK နိုင်ငံသားရဲ့ ဒနသဟာရနှင့်ဖွံ့ဖြိုးရေးရုံးကယနေ့ကြားရောက်သောအပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့တွင်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ထို့ပြင်အဆိုပါယုံပြောရေးဆိုခွင့်ရှိသူကအယက်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများအဆုံးသတ်ရန်ပြည်သူများအပရိပခအန္တရာယ်များမှအကာအကွယ်ပေးရန်နှင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝလက်တွေ့အကောင့်ထဲပို့ရန်ကိုလည်းတောင်းဆိုပါတယ်ဟုဖော်ပြထားပါတယ်။ ယနေ့ကြားရောက်သောအပြည်ပြည်ဆိုင်ရာလူခွင့်ရေးနှင့်မှာပင်ကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်လာနေသောလူခွင့်ရေးချိုးဖောက်မှုကြုံတွေ့နေရသူများနှင့်နိုင်ငံသားအချင်းချင်းအကာအကွယ်ပေးရန်ကြိုးပမ်းဆောင်ရွက်နေသူများနှင့်အတူ UK အစိုးရမှယက်တီကြောင်းကုလသမဂ္ဂလူခွင့်ရေးကောင်စီတွင်လည်းနိုင်ငံတကာမိဖက်များနှင့်ပူးပေါင်းကမြန်မာနိုင်ငံတဝန်ရှိလူအခွင့်ရေးချိုးဖောက်မှုများအားကူညီဖြည့်ရှင်းရန်ထားရှိသည့်ကတိကဝတ်များကိုလည်းထပ်လောင်းအတည်ပြုကြောင်း၎င်းကပြောပါရသည်။ မြန်မာနိုင်ငံသားများငြိမ်းချမ်းသည့်ဒီမိုကရေစီအနာဂတ်အတွက်ထားရှိသောရည်မှန်းချက်များကို UK အစိုးရအနေဖြင့်ဆက်လက်ထောက်ခံကူညီသွားမည်ဖြစ်ကြောင်း လေးနက်ပြီးအတိပယ်ရှိသောရွေးကောက်ပွဲဆိုသည်မှာအကြံဖတ်မှုများအဆုံးသက်ရန်တက်ဆိုင်ရအဖွဲ့အစည်းသည်နှင့်ဆွေးနွေးရန်လိုအပ်တော်လဲလက်ရှိစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲသည်ရင်းအခြေအနေများနှင့်ကန့်ညီသောအရေးအယံသို့မဟုတ်လွတ်လပ်ပြီးတရားမျှတမှုရှိသည်ဟုယူဆရသောနည်းလမ်းဖြင့်ကျင်းပမည့်အခြေအနေကိုမတွေ့ရှိရကြောင်းထောက်ပြထားပါသည်။ယခုလိုအခြေအနေချာကျင်းပသောရွေးကောက်ပွဲသည်ပုံမဆိုးရွားတင်းမာမှုနှင့်အကြံဖတ်မှုများကိုဖြစ်ပေါ်စေနိုင်ယုံသာမကစစ်မှန်သည့်ဖြည့်ရှင်းနည်းများနှင့်လည်းပုံမဝေးကွာသွားမည်ကိုစိုးရိမ်မိကြောင်း ပြောင်းလဲဖြစ်ပေါ်မှုများကို UK အစိုးရအနေဖြင့်အနီးကပ်ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သလိုအရသာပြည်သူများ၏အသက်အိုးအိမ်ကိုဦးစားပေးကောက်ွက်ရန်လည်းမြန်မာစစ်တပ်ကိုတိုက်တွန်းသွားမည်ဟုဖော်ပြထားပါသည်။ဆက်လက်ပြီးအေရဝတီတိုင်းမှလည်းအတန်တိတ်တပိတ်အောင်မြင်နေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ဒီကနေ့ဒီဇင်ဘာ10ရက်မှာတနိုင်ငံလုံးကပြည်သူတွေပြုလုပ်နေကြတဲ့အတန်တိတ်တပိတ်မှာအေရဝတီတိုင်းကပတ်သိမ်နဲ့ဟင်္ဒရာမြို့အပအဝင်တခြားမြို့နယ်တွေကပြည်သူတွေလည်းပါဝင်ခဲ့ကြပါသည်။ လမ်းတွေကိုရှင်းနေတာပဲစိုင်းကဲတန်ကားတန်လည်းမကြရဘူး၃နိုင်မှပြန်ထွက်လာကြမှလို့ပတိန်မျိုးကံတအူးကပြောပါတယ်ပတိန်ဟင်းသရမြောင်းများအင်ကပူမအူပင်အပါဝင်တခြားမျိုးနယ်တွေမှာလည်းမနက်၉နိုင်၄၅မိနစ်လောက်အထိလူတွေပုံမှန်သွားလာခဲ့ကြပေမဲ့၁၀နိုင်ခန့်မှတော့အသွားလာနေပါသွားခဲ့တယ်လို့သိရပါတယ်ခါတိုင်းမနက်စာကို၁၀နိုင်လောက်မှထွက်စားတာဒီနေ့တော့၉နိုင်မှထွက်ပြီးခဏနဲ့ပြန်လာလိုက်တယ်လို့ဟင်းသရမျိုးကံတအူးကပြောပါတယ် ဒီနေ့ကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့မှာပြည်သူတွေကမနက်9:00နာရီကနေညနေ3:00နာရီအထိအပြင်းမထွက်ပဲအတန်ထိတ်တပိတ် silent strike ပြုလုပ်ခဲ့ကြပါတယ်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်ဖန်ဆီးထားတဲ့နိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လွတ်ပေးဖို့စစ်တပ်ရဲ့မတရားတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့အာဓမ္မစစ်သားတစ်စုဆောင်နေတဲ့စစ်မှုထမ်းဥပဒေကိုစန့်ကျင်ကြဖို့ဖြတ်သိမ်းဖို့စားတဲ့အချက်၃ချက်ကိုအတန်တိတ်တပိတ်ကတောင်းဆိုထားပါတယ် ပြည်သူတွေပြုလုပ်နေတဲ့အတန်တိတ်တပိတ်ကိုဖျက်ဆီးဖို့အတွက်ရန်ကုန်မြို့မှာပြူစောထီးတွေလက်သက်မွေးထားတဲ့စိုက်ကားသမား၊သုံးဘိန်းသမားတချို့ကခရီးတွေမပါဘဲသွားလာခဲ့ကြတယ်လို့မန္တလေးမြို့မှာဆိုရင်လည်းချောတိုင်တောက်ပွဲကိုစစ်ကောင်စီကပြုလုပ်ခဲ့ပါတယ်။အတန်တိတ်တပိတ်မှာပြည်သူတွေမပါဝင်ဖို့စစ်တပ်ကနီလန်းမျိုးစုံသုံးပြီးချိန်ချောက်ခဲ့ပြီးပြည်သူတွေကပါပါနဲ့နဲ့ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။စီအနာရှင်ကိုစန့်ကျင်ကြောင်းပြသတဲ့ပြည်သူတွေရဲ့ဆန္ဒကိုနိုင်ငံတကာအစိုးရတွေအနေနဲ့နားလည်ဖို့လိုအပ်တယ်လို့လည်းတပိတ်မှာပါဝင်ခဲ့တဲ့ပြည်သူတွေကပြောပါတယ် ဆက်လက်ပြီးရာဒူးအာနာဒီစီးစိမ်အတွက်မဟုတ်ဟု NUG ယာယီသမရသတိပေးတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒေါ်လန်ရေးအချိန်ကြာလာသည်နှင့်အမျှတာဝန်များထမ်းရွက်သည့်အခါလုတ်ပိုင်ခွင့်အာနာနှင့်ကင်ဆွဲထားသောလက်နက်များအပေါ်တာယာပြီးတချို့မှာဒေါ်လန်ရေးကျင့်ဝတ်စံနှုန်းများလွဲချော်လာသည်ကိုတွေ့ရှိနေရသဖြင့်ရာဒူးအာနာဆိုသည်မှာအာနာစီးစိမ်အတွက်မဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလက်ရှိလကအသိပေးပြောကြားပါတယ် ယနေ့ကြရောက်သောအပြည်ပြည်ဆိုင်ရာလူခွင့်ရေးနှင့်အခမ်းအနားမိန့်ကွန်းတွင်ထို့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ယာယီသမရဒူဝါလက်ရှိလကကျွန်တော်တို့ဟာပြည်သူလူထုကပေးအပ်ထားတဲ့တာဝန်တွေကိုထမ်းရွက်နေကြတာဖြစ်ပါသည်။ယာဒူအာနာဆိုတာတာဝန်အတွက်သာဖြစ်ပါသည်။အာနာစည်းစိမ်အတွက်မဟုတ်ပါဘူးဆိုတာသတိချက်ဖို့လိုအပ်ပါသည်။စေမီပြင်းမှာဖြစ်ဖြစ်မြေပြင်းမှာပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံရမှာဖြစ်ဖြစ်လူအခွင့်အရေးလူကုန်တိုက်ခါကိုလေးစားလိုက်နာရမယ့်တော်လန်ရေးကျွတ်စံနှုန်းတွေကိုငင်းမြန်စွာကင်ဆွဲထားကြဖို့သတိပေးလိုပါတယ်ဟုပြောပါသည်။ မေဦးတော်လိုင်းရည်တီစစ်အုပ်စုနှင့်စစ်ကောင်းဆောင်များပြုတ်ကျသွားရည်တက်တက်မဟုတ်ပင်စစ်အာဏာရှင်အတွေ့အခေါ်အမှုအခြေများအလုံးအဆုံးသက်ရည်အထိရှိမှန်းထားသည့်ဖြစ်ရာစစ်အာဏာရှင်ကိုတော်လိုင်းရင်ကိုယ်တိုင်ဖက်စစ်စစ်တပ်အမှုအခြင်းအတွေ့အခေါ်လုံနီးဟန်များခူးဆက်မခံရစေရည်မှလည်းအရေးကြီးကြောင်း၎င်းကသတိပေးပြောဆိုပါရယ်ထို့ကြောင့်မြည်သည့်အခြေအနေမျိုးဖြစ်စီတော်လိုင်းရဲ့ရဲဘော်ရဲဘက်များအလုံးသည်ပြည်သူများ၏လူအခွင့်အရေးနှင့် လူကုန်တိတ်ခါကိုလေးစားလိုက်နာတံမိုးထားရမည်ဟုအပီပီဆိုင်ရာလူအခွင့်ရေးနေတွင် NUG ယာယီသမရဒူဝါလက်ရှိလကတိုက်တွန်းလိုက်ပါတယ်။ဆက်လက်ပြီးစစ်အာဏာရှင်တပ်ဆိုးရှင်နေတဲ့၍ပြည်သူတွေလူအခွင့်ရေးဆုံးရှုံးမှုကြုံနေရမယ်လို့ NUG ကောင်ဆောင်တွေပြောတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်အာဏာရှင်တွေတပ်ဆိုးရှင်နေတဲ့၍ပြည်သူတွေဖိနှိပ်မှုကြုံရကောင်လူအခွင့်ရေးဆုံးရှုံးမှုတွေကြုံနေကြရမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကောင်ဆောင်တွေကပြောကြားခဲ့ပါတယ်။ ဒီကနေ့ဒီဇင်ဘာ၁၀ရက်မှာကြာရောက်တဲ့89နှစ်မြောက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာယာယီသမရဒူဝါလက်ရှိလာနေပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကအထိမ့်မှတ်စကားပြောကြားခဲ့ရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါစီအနာရှင်အစိုးရအဆက်ဆက်အောက်မှာဖြစ်သူတွေဟာနှစ်ပေါင်းများစွာလူအခွင့်ရေးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရကြတယ်လို့ရှိုင်းသမရကပြောပြပြီး2021စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းအရေးကြီးဆုံးသောလူအခွင့်ရေးချိုးဖောက်မှုတွေကိုပြည်သူအလုံးအုံလိုက်ကျင်းလိုက်ခန်းဆားနေကြရတဲ့အချိန်ဖြစ်တယ်လို့အတည်ပြုပါရတယ်။ ပြည်သူတရလုံးဟာလူ့အခွင့်အရေးပြည့်ဝစွာခန်းစားနိုင်ခွင့်ရှာရေးဟာ Federal Democracy စနစ်ခိုင်မာအောင်တည်ဆောက်နိုင်ရေးနဲ့အဓိကဆက်ဆက်နေပါတယ်။ Federal Democracy စနစ်တည်ဆောက်နိုင်ရေးကလည်းဆီအာနာရှင်စနစ်ကိုချေမှုန်းနိုင်ရေးနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်။ဆီအာနာရှင်စနစ်သက်ဆိုးရှိနေတဲ့တွင်ပြည်သူတွေဟာအချိန်တိုင်းနေ့တိုင်းလူ့အခွင့်အရေးကိုဆက်လက်ဆုံးရှုံးနေကြရအောင်မှာဖြစ်ပါတယ်လို့ယာယီသမရကပြောပါတယ်။ဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းတော်လန်ရေးဟာအရင်အနီကြီးမားတာကြောင့်အနာကက်အတွက်အမျက်ကြီးကြီးရဖို့လိုကြောင်းပြောပါရယ် အဲ့ဒီအမြတ်ကတော့တရားမျှတမှုရှိတဲ့လူအခွင့်အရေးကိုအမခန့်နဲ့ Federal Democracy ပြည်ထောင်စုသစ်ပဲဖြစ်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။လက်ရှိဒေါ်လာရေးဟာဖျက်တမ်းခဲ့တဲ့တမိုင်းတရှောင်းအရင်အနည်းအများဆုံးဖြစ်တယ်လို့ထိုက်တန်တဲ့ရလက်ကောင်းကိုရရှိဖို့အခွင့်အလမ်းအများဆုံးဒေါ်လာရေးတစ်ခုဖြစ်ကြောင်းလည်းပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။ဒါပြင်ဒေါ်လာရေးကိုခင်းလင်းမြန်မြန်အောင်အောင်မြင်မြန်အဆုံးမတက်နိုင်တဲ့ရွေးပြည်သူလူထုရဲ့ဘဝဟာအကြံဖက်စေအုပ်စုရဲ့ဖိနှိပ်မှုအောက်မှာလွတ်လပ်စွာဆုံးဖြတ်ခွင့်လုံခြုံမှုရှိခွင့် တရားမျှတစွာရှင်သန်ခွင့်နဲ့တရားဥပဒေစိုးမိုးမှုအောက်မှာအကာအကွယ်ရပိုင်ခွင့်စားတဲ့အခြေခံလူ့ခွင့်ရေးများလုံးဝပျောက်ဆုံးနေအောင်မှာဖြစ်ကြောင်းလဲဝန်ကြီးချုပ်ကပြောကြားပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူနဲ့အတူတက်သားတဲ့ရက်တီပြီးလူခွင့်ရေးချိုးဖောက်မှုဆိုင်ရာအချက်လက်တွေကိုစနစ်တကျမှတ်တမ်းတင်တာနိုင်ငံတကာရာဇဝတ်ခုံရုံး ICC FPP ဆိုင်ရာတရားရုံး ICJ စတဲ့နိုင်ငံတကာတရားစီရင်ရေးရန်ရည်တွေနဲ့ပူးပေါင်းဆောင်ရွက်ကတရားမျှတမှုရဖို့အစဉ်ကြိုးပမ်းနေတယ်လို့နိုင်ငံရေးနိုင်ငံခြားရေးစစ်ရေးအုပ်ချုပ်ရေးစတဲ့ခန္ဓာဆောင်ကလည်းနေစဉ်မပြတ်ကြိုးပမ်းတိုက်ပွဲဝင်လျက်ရှိကြောင်းအပြည့်ပေးပါတယ်အခြားတစ်ဖက်မှာလည်းပြည်သူတွေရဲ့ရဲရဲနဲ့တိုက်ပွဲဝင်မှုကြောင့် လူခွင့်ရေးကိုအခြေခံပြီးကိုပိုင်ဆုံးဖြတ်ခွင့်ကိုကင်ဆွဲတဲ့နိုင်ငံရေးရန်နိယားတွေဟာဒေတာအသီးသီးမှပေါ်ပေါက်လာနေတယ်လို့ဆိုပါရယ်။ဒါဟာစစ်အာဏာရှင်စနစ်ကလွတ်မြောက်ပြီးလူသားအလုံးရဲ့ကိုပိုင်အခွင့်အရေးတွေထုံးကားတဲ့နိုင်ငံတော်တစ်ကိုပြည်သူကိုယ်တိုင်တိစောက်နေပြီဆိုတာကိုကဘာကိုပြသနေခြင်းဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါရယ်။ ပြည်သူတရက်လုံးရဲ့မတရားမှုကိုစန့်ကျင်တဲ့ဆန္ဒအသက်သွေးချွေးရင်းနေပြီးဝင်ရောက်ဆင်နွှဲနေတဲ့စစ်အာဏာရှင်အမြင့်ဖြတ်ရေးတိုက်ပွဲပြည်သူတအူးချင်းစီရဲ့အခြေခံလူအခွင့်အရေးနဲ့ကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတာတွေကိုရင်းနှီးမှအမြင့်မှတ်သားထားဖို့လေဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကတိုက်တွန်းပါတယ်ပြည်သူတွေရဲ့ရဲရင့်တဲ့တိုက်ပွဲဝင်မှုမှာခိုင်မာတဲ့ရီမန်ချက်နဲ့ညီညွတ်တဲ့ပူပေါင်းဆောင်ရွက်ချက်တွေကြောင့်မကြာမီမှာစစ်အာဏာရှင်စနစ်ကိုအပြီးတိုင်ချေမုန်းကလူအခွင့်အရေးအပြည့်အဝရရှိတဲ့မြန်မာနိုင်ငံအစ်စ်ကိုဖော်ဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းလည်းပြောကြားခဲ့ပါတယ်